မထဲတဲ့ဒူးရင်တွေကိုအာပါတရသုံးဆောင်လိုက်လို့မျက်နှာကြီးဖုံးရောက်သွားရှာတဲ့ထက်ထမိုးမင်္ဂလာပါရှင်ပါမစ်နောင်မှာပြန်လည်ကျူဆွန်လိုက်ပါတယ်ဒူးရင်တွေဟာကိုနဲ့မတည့်ပေမဲ့လည်းကြိုင်လွန်းလို့စားမိတာကြောင့်မျက်နှာကိုလေးထိုးခံရတယ်လို့ဖောင်းကျွသွားတာကတော့တယုံဆောင်မင်းသမီးကြီးထက်ထမိုးပဲဖြစ်ပါတယ်အခုချိန်ဟောင်းဒူရင်တီပုံစံရသည်ဖြစ်ပါတယ်။ဒါကြောင့်လေဒူရင်တီတွေကိုလူတွေကအားရပါးရစားကြတာပါ တွင်းသီးဝီဟာနမခံနိုင်တဲ့လူတွေအတွက်နန်းစောကောင်းမှုစရာဖြစ်ပေမဲ့လည်းကြိုက်တတ်တဲ့သူတွေအတွက်ကတော့ဈေးကြီးပေးကစားချရတဲ့ရာသီပေါ်တီတမျိုးပါတွင်းသီးပေါ်ပြီဆိုရင်လူတွေကတီတလုံးကိုတင်းချီပေးကဝယ်စားချတာဖြစ်ပါတယ်အထူးသဖြင့်ဒူရင်တီမှာပြည်တွင်အသည်ယူရီးယားမွန်ထောင်းတီဆိုပြီးတော့လေခွဲခြားနိုင်ပါတယ်ဒူရင်တီကြိုက်တဲ့သူတွေအတွက်ကတော့ဒူရင်တီဟာအယူမှုဆွဲဆွဲလန်းလန်းစားရတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ် ဒီလိုတွင်ရင်တိကြိုက်တဲ့အထဲမှာနိုင်ငံကျော်ရုပ်ရှင်မင်းသမီးထထမိုးလည်းပါဝင်တယ်လို့ဆိုပါတယ်။ထထမိုးကတွင်ရင်တိတလုံးလုံးကိုငြင်းရင်ရှိုက်ရင်စားနိုင်တယ်လို့လည်းသိရတာပါ။ဒါပေမဲ့လည်းခတ်တာက တွင်ရင်တိတွေဟာထထမိုးနဲ့တိတ်မတည်လာပါဘူး။တွင်ရင်တိဟာတက်စာတစ်မျိုးဖြစ်ကအများကြီးစားရင်ကုတ်ကြောတက်ကစက်ကြောတက်တာတွေဖြစ်တတ်ပါတယ်။ဒူရင်သီးတွေဟာကြောက်ကက်သမားတွေနဲ့လည်းမတည်တာပါ။ဒါပြင်ဒူရင်သီးတွေဟာအချို့တက်လွန်ကဲလွန်တာကြောင့်စီးကျိုသမားတွေနဲ့လည်းအဆင်မပြေပါဘူး။ အလုံးသိကြတဲ့အတိုင်းထထမဟာယောဂမျိုးစုံဖြစ်ပေါ်နေတာပါ အထူးသဖြင့်ထထမိုးဟာမိသားစုနဲ့မနေရာပဲဘဝကိုထီးချန်စွာနဲ့တယောက်တည်းပြတ်တန်းနေရတာဖြစ်ပါတယ်။သမီးလေးစလုံးဝတီထက်ကိုလည်းခင်မုန်းတဲ့ဆိုင်းလွှမ်းနဲ့ပဲထားထားရတာပါ။ဒီလိုအချိန်ကြီးတွေကြောင့်လည်းထထမိုးဟာတယောက်တည်းထီးချန်နေရတာပါ။ဒါကြောင့်လည်းထထမိုးဟာကြောက်ကန်အသေးနှလုံးစသည်ဖြင့်ယောဂဝေဒနာပေါင်းစုံခံစားနေရတာဖြစ်ပါတယ်။ ဒါကြောင့်လေထထမိုးဟာစင်းယုံမကြခနာတန်ရတာဖြစ်ပါတယ်။ဒါပြင်ပြီးခဲ့တဲ့ငလင်ပေးမှာလည်းထထမိုးဟာမန္တလေးမြို့မှာရှိနေကြတာပါဒီလိုနေပဲငလင်ပေးမှာတော့ထထမိုးဟာမြင်းငလင်ပေးမှာပြင်းရင်လွှာရင်လက်ကျူးခင်ရတာဖြစ်ပါတယ်ဒါကြောင့်လည်းထထမိုးတရားအမောဖောက်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာစေကူတာမှုခံယူနေရတာပါဒီလိုအချိန်မှာတူရင်တိစားမိလို့ကိုခန္ဓာတစ်ခုလုံးရောင်ရမ်းကဖုံးရောင်သွားတာဖြစ်ပါတယ် ဒါကြောင့်မို့လဲထက်ထက်မိုးကိုစီယာဝင်ကစူတယ်လို့ဆိုပါတယ်။ထက်ထက်မိုးရဲ့မျက်နှာဟာလည်းဒူရင်တီစားလိုက်လို့တတော်လေးကိုဖုံးရောင်သွားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းထက်ထက်မိုးကတော့ဒူရင်တီကိုအယမ်းချိုက်လွန်းလို့ခန္ဓာကိုယ်ဖုံးရောင်ခံကစားရတာကိုနောင်တမရတဲ့ပုံစံမျိုးဖြစ်နေတာပါ။ပြိတက်တွင်နေထထမိုးရဲ့တမီလေးစစ်လုံးဝရီထက်ကတော့ထထမိုးအတွက်တတော်လေးကိုစိတ်ပူနေကြတာပါအထူးသဖြင့်ထထမိုးဟာတယောက်တည်းနေရတာမို့လဲပိုစိတ်ပူကြတာပါ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောထထမို့လို့မျိုးတွင်ရင်တိကြိုက်ကြပါသလားတွင်ရင်တိနောက်ကို မခံနိုင်တဲ့သူတွေရှင်လေ comment မှာမှတ်ချက်ပေးသွားကြပါအောင်ရှင်